မင်္ဂလာပါ TNS sharing ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့ကွန်ပျူတာကို virus ဝင်လာနိုင်တဲ့အဓိက အချက်၅ချက်အကြောင်းပဲဖြစ်ပါတယ် နံပါတ်၁အချက်ကတော့ကျွန်တော်တို့တွေဟာတခြားသူတွေရဲ့ USB SD card တွေကိုမိမိကွန်ပျူတာမှာအလွယ်တကူတပ်ဆင်အသုံးပြုခြင်းပဲဖြစ်ပါတယ်။အဲ့လိုတပ်ဆင်အသုံးပြုမယ်ဆိုရင်ကွန်ပျူတာထဲကို virus တွေဝင်လာနိုင်ပါတယ်။ဘလို့ကာကွယ်လို့ရမလဲဆိုရင်ကိုကမဖြစ်မနေအသုံးပြုရမယ်ဆိုရင်တောင် USB SD card တွေကို virus scan လုပ်ပြီးမှအသုံးပြုသင့်ပါတယ်။ နံပါတ်၄အချက်အနည်းကတော့ crack softwares တဲ့ကိုအသုံးပြုခြင်းကြောင့်ပဲဖြစ်ပါတယ် crack softwares တွေအသုံးပြုမယ်ဆိုရင် virus malware တွေကမိမိကွန်ပျူတာတွေကိုအလွယ်တကူဝင်လာနိုင်ပါတယ်အများစုက crack softwares တွေအသုံးပြုကြတာဆိုတော့ virus malware တွေဝင်လာနိုင်တဲ့ android ကနေရှိုးချနိုင်မယ့်နည်းလမ်းတချို့ကိုဖြုတ်ပြပါမယ်ပထမအချက်ကတော့ crack softwares တွေ install မောင်းလို့မယ်ဆိုရင် internet wifi စသဖြင့်ပိတ်ထားပေးပါ ဒုတိယချက်အနေနဲ့ကတော့ crack software တွေကို install မလုပ်ခင်မှာ virus and threat protection settings မှာ real time protection ကို အမြင် off လေးရှိတယ်။ software ကို install ပြီးတာနဲ့ပြန် on ပေးဖို့လိုပါတယ်။နောက်ပြီး computer ကို virus full scan ပြန်လုပ်ပေးရပါမယ်။တတိယချက်ကတော့တန်တရာရှိတဲ့ program တွေကို internet check ဆက်ခွင့် network access မပေးဘဲပိတ်ထားသင့်ပါတယ်။ နောက်ဆုံးအချက်အနည်းငယ်ကတော့ crack softwares တွေကိုအသုံးပြုနေတာဖြစ်တဲ့အတွက် virus ကအချိန်မရွေးဝင်လာနိုင်တာကြောင့်မိမိရဲ့ data တွေကို external drive ထဲမှာ backup လုပ်ထားတာအကောင်းဆုံးပဲဖြစ်ပါတယ်။နံပါတ်3ချက်မြောက်ကိုဆက်ပြီးရှင်းပြခြင်းပါတယ်။နံပါတ်3ချက်မြောက်ကတော့ window update မလုပ်ခြင်းပဲဖြစ်ပါတယ်။မိမိကွန်ပျူတာကို Windows update မလုပ်ဘူးဆိုရင် Windows system security ပိုင်းအားနည်းလာပြီးအချိန်မရွေး virus ဝင်လာနိုင်ပါတယ်။ဒါကြောင့် Windows update အမြဲလုပ်သင့်ပါတယ်။နံပါတ်၄အချက်ကတော့ public wifi and secured internet တွေကိုအသုံးပြုခြင်းပဲဖြစ်ပါတယ် public wifi အသုံးပြုမယ်ဆိုရင်မတမာသူတွေကမိမိရဲ့ network ဟာဘာတွေလုပ်နေလဲဆိုတဲ့အချက်အလက်တွေကိုစောင့်ကြည့်ခံရနိုင်ပါတယ်မဖြစ်မနေအသုံးပြုရမယ်ဆိုရင် VPN ခံပြီးသုံးသင့်ပါတယ်နံပါတ်5အချက်ကတော့ email message link တွေအလွယ်တကူဝင်ခြင်းပဲဖြစ်ပါတယ် email messenger viber တွေကိုကိုမသိတဲ့လူပဲဖြစ်ဖြစ်သိတဲ့လူပဲဖြစ်ဖြစ်ပေးပို့လိုက်တဲ့ link တွေထဲကိုအလွယ်တကူမဝင်ပါနဲ့ မတမတို့တွေကမိမိရဲ့အချက်အလက်တွေ banking တွေ password တွေခိုးယူတာခံရနိုင်ပါတယ် link တွေရဲ့ url ကိုတိချစစ်ပါ attachment တွေကိုမဖွင့်ခင် anti virus နဲ့ scan လုပ်သင့်ပါတယ်ဒီလောက်ဆိုရင် virus anti ရကနေကာကွယ်နိုင်မဲ့နည်းလမ်းတချို့ကိုသိရှိသွားမယ်လို့ထင်ပါတယ်ဗီဒီယိုကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ